ထွေမိရင်ဘလောက်ဆိုတာမျိုးလို့ချစီချင်။ဒါမျိုးတရားရောမဟုတ်ဘူးခင်ဗျာအထွေတွေပေါ်မှာကျွန်တော်ချလို့မရဘူး။ဒီပိုင်ကထောက်ခက်တဲ့ခံရတဲ့ပုံကတခုရင်းပေါ်မှာပဲဆုံးရှုံးတဲ့ပုံပေါ်မှာချမယ်ဆိုတော့ကျွန်တော်ကဒီထဲမှာပါတဲ့ပုံကိုတက်တင်ထက်တင်ဟာပေါ့လေ။တင်းရေးလော်အနေနဲ့လက်ရှိမြန်မာနိုင်ငံမှာအသုံးပြုနေတဲ့မူပိုင်ခွင့်ဥပဒေဟာအကာအကွယ်အလုံးလောက်မပေးနိုင်တာကြောင့်ဖြစ်နေညွန်ကြီးတဲ့ဥပဒေတရက်ကိုပြန်လည်ရေးဆွဲပေးဖို့အလိုရှိနေကြပါတယ်။တေးရင်မြမိုးအောင်ကတော့ တည်ရည်တွေအတွက်ခင်းနဲ့ညွန်ကြီးတဲ့မူပိုင်ခွင့်ဥပဒေပြဋ္ဌာန်းမှုအပြင်ဘရိုကတ်စတင်လုံးဝပါတဲ့ဂီတမူပိုင်ခွင့်ကိုလေးစားတဲ့အချက်ထည့်ပေးဖို့ကိုပါတောင်းဆိုခဲ့ပါတယ်ဒီဂီတကျော်ကျော်လာဂီတဝင်ရပတ်သက်ပြီးတော့ဝန်ကြီးဌာနတစ်ခုရဲ့အောက်ပါဆိုတော့လေလေလေးအဲပို့ပြီးတော့အခက်အခဲလေးတွေရှိနေတာပေါ့နော်ဒါပေမဲ့လည်းဝန်ကြီးဌာနဘက်ကသဘောထားကြီးကြီးနဲ့ဆောင်ရွက်ပေးမယ်ဆိုတဲ့အတိုင်းဖြစ်လာနိုင်ပါတယ်ဥပဒေဖြစ်လာတဲ့အခါမှာအဲဘာလို့လဲဥပဒေကို ဟိုကျင့်သုံးပဲเนาะအခွင့်အရေးတွေတရားဝင်ခွင့်အရေးတွေကတတိယဝင်ကျင့်သုံးပဲဆိုရင်เนาะဒီတက်လောက်ကလည်းတိုက်တွတ်တက်လာတယ်မြန်မာနိုင်ငံဂီတအစည်းအရုံးရဲ့ဥရီကြံပေဥမ္မမောင်ဝင်းကတော့တည်ရည်တွေကိုမူပယ်ခွင့်ဥရီတွေပါဝင်စီရင်တဲ့ချက်တွေကိုယ့်ရဲ့ရပိုင်ခွင့်အဓိပ္ပာယ်ဖွင့်ဆိုမှုပြပြစာရေးသားဖို့ပြောဆိုခဲ့ပါတယ်လွှတ်တော်မှာဥပဒေတင်သွင်းမှုအတွက်ကမူချမ်းကအများဖတ်နိုင်အောင်တော့ဖော်ပြထားပြီးတာဒါမျိုးလို့ဒီမူချမ်းကြီးအပေါ်မှာ ဆွေးနွေးပြီးတော့လွတ်တော်မှာအတည်ပြုဖို့အတွက်ကနောက်ထပ်နှစ်နည်းနည်းအချိန်ကြာအောင်ပဲပေါ့ကြာအောင်မယ်ဆိုတဲ့အခါကျတော့ဒီလိုဥပဒေမထွက်ခင်မှာဒီဂီတာလောကပေါ့ဂီတာလောကသားတွေမှာဖြစ်ပြနေတဲ့အခွန်ရေးတွေနဲ့ပတ်သက်ပြီးစီမံခန့်ခွဲမှုတွေဒီကြာကာလမှာဥပဒေနဲ့ဆန့်ကျင်မှုမရှိတဲ့နဲ့ဒီဥပဒေကိုပဲထောက်ကူဖြစ်မယ် ဒါညွှန်ကြားတော်လေးတစ်ခုနဲ့ထုတ်ပြီးတော့ဒီဥပဒေမထွက်ခင်မှာဒါနဲ့ထိတ်ပြန်။နောက်ဥပဒေထွက်လာတဲ့အခါကျတော့လေဒီဥပဒေထဲမှာဒီညွှန်ကြားလော်တွေကဖြစ်တဲ့ဟာတွေကိုဥပဒေပညာရှင်တွေကယူပြီးတော့ဖိတ်တိုင်တော့ပေါ့နော်။အခုလနေ့ရက်နေ့မှာအလုံးမှုဆောင်တဲ့ဂီတလာအသီးသီးကစာရန်ဖက်ပြီးပြန်လဲဆွေးနွေးသွားဖို့လည်းချိန်နေပါဗျ။